အိုင်ဝန်ကြီးချုပ်ပေတုံတန်းရှင်နာဝက်ဟာခုံရုံးရဲ့ဆုံးဖြတ်ချက်အရယာရူကနေစိုင်းငံ့ခံခဲ့ရပြီးလလော့ဆယ်ဝန်ကြီးချုပ်အိမ်တော်ကနေပါထောက်ခွာသွားပြီဖြစ်ပါလေ။ထိုင်းအိုင်ဝန်ကြီးချုပ်ဖြစ်အရင်ကဝန်ကြီးဖြစ်ခဲ့တဲ့ဆိုရီယာကတာဝန်ယူတယ်လို့သိရပါလေ။ပေတုံနန်ကိုတာဝန်မှဆိုင်ငံမှုဖွဲ့စည်းပုံအခြေခံဥပဒေခွင်ရုံးကမိန့်ချမှတ်ပြီးနောက်ဒုဝန်ကြီးချုပ်နဲ့ပို့ဆောင်ရေးဝန်ကြီးဆူရီယာဟာယာယီဝန်ကြီးချုပ်ဖြစ်ဆောင်ရွက်မှာဖြစ်ပါတယ်။လက်ရှိထိုင်းနိုင်ငံရဲ့အခြေအနေကတော့ ရှုပ်ထွေးနေတဲ့အခြေအနေမှာရှိပါတယ်။ထိုင်းပြည်တွင်ရေးကိုမှတ်ချက်မပေးခြင်းပေမဲ့လည်းတည်ငြိမ်မှုကိုထိန်းသိမ်းဖို့လိုတယ်လို့တရုတ်ကတော့ပြောပါတယ်။ထိုင်းဝန်ကြီးချုပ်ပီတုန်နန်ကိုထိုင်းဖွဲ့စည်းပုံချေကဥပဒေဆိုင်ရာခွန်ရုံးကယာဒူကဆိုင်းငံ့တာနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကတော့မိတ်ဆွေကောင်အင်မီဂျင်တူဦးအနေနဲ့ထိုင်းနိုင်ငံအနေနဲ့တည်ငြိမ်မှုနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုထိန်းသိမ်းနိုင်မယ်လို့မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။ပီတုန်နန်ကလည်းဖွဲ့စည်းပုံချေကဥပဒေဆိုင်ရာခွန်ရုံးဆုံးဖြတ်ချက်ကိုလက်ခံကြောင်း ဟော်ဆန်တဲ့တယ်လီဖုန်းပြောဆိုမှုဟာနိုင်ငံအတွက်ကောင်းမွန်တဲ့ရည်ရွယ်ချက်ဖြစ်ကြောင်းရှင်းပြပါတယ်။ရဲအောင်မှာတော့ကိုကိုကိုကာကွယ်ပြောဆိုမယ်လို့ကြေညာခဲ့ပါတယ်။အခုတရားဝန်ကဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်လို့ကျမအနေနဲ့နှိမ်ချစွာလက်ခံပြီးဝန်ကြီးချုပ်ဖြစ်ဆိုင်းငံ့ထားတဲ့ကာလာထီလုံးမလုပ်တော့ပါဘူး။ဒါပေမဲ့ဟော်ဆန်ကိုကျမခေါ်ဆိုတဲ့ဖုန်းခေါ်ဆိုမှုနောက်ွယ်ကတကယ်ရည်ရွယ်ချက်ကိုတင်ပြပြီးရှင်းပြဖို့ကျမမှာ15ရက်အချိန်ရှိပါတယ်လို့ပေရုံနယ်ကဆိုပါတယ်။ ဟောင်ဆန်နဲ့သူမရဲ့တယ်လီဖုန်းပြောဆိုမှုတွေနိုင်ငံအချုပ်အခြာအာဏာကောက်ွယ်ဖို့ထိုင်းစစ်သည်တွေဘေးကင်းလုံခြုံမှုကိုတေချာစီရင်လာရွေခဲ့တယ်ဆိုပါလေ။ပေတုံနဲ့ဟာဇူလိုင်လ၁ရက်နေ့မော်လွဲ၃နာရီမတိုင်မီအစိုးရအင်တော်ကနေထွက်ခွာသွားခဲ့ပါလေ။ဒီမတိုင်ခင်ကတည်းကထိုင်းနိုင်ငံမှာနိုင်ငံရေးအကျက်တွေကရှိလာတာပါ။ပြည်သူတွေလမ်းပေါ်ထွက်ဆန္ဒပြမှုတွေကလည်းတော်တော်လေးကိုများပြားလာတာပဲဖြစ်ပါတယ်။ဒီအချိန်လေးကထိုင်းမှာ အာဏာသိမ်းမလားဆိုတော့ စိုးရိမ်ပူပန်မှုတွေလည်းမြင့်တက်လာတဲ့အခြေအနေမှာရှိပါတယ်။ဒါပေမဲ့ထိုင်းနိုင်ငံကလက်ရှိထိတ်ဆုံးရောက်နေတဲ့စစ်ဘုတ်ချုပ်ကြီးလေးဦးကတော့အာဏာသိမ်းမှုအကြောင်းလုံးဝမရှိဘူးလို့တက်ချုပ်လေးဦးလုံးကကတိပေးပါတယ်။လက်ရှိနိုင်ငံရေးတည်ငြိမ်မှုကသာဦးစားပေးပြီးတော့လှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ဒါပေမဲ့ဆန္ဒပြကောင်းဆောင်အတိုက်ခံတွေကတော့ထိုင်းစစ်တပ်ကသာတခုခုလုပ်မယ်ဆိုရင်မကန့်ကွက်ဘူးဆိုပြီးတော့ဝန်ကြီးချုပ်ပေနုံတန်း ်နှုတ်ထွက်ရေးအတွက်ဆန္ဒပြပွဲဦးဆောင်သူတွေကပြောပါလေသူတို့ပြောတဲ့ထိုင်းစစ်တပ်ကတခုလုံးမယ်ဆိုတာဟာတကယ်လို့သာထိုင်းစစ်တပ်ကအာဏာသိမ်းမယ်ဆိုရင်လည်းမကန့်ကွက်ဘူးဆိုတဲ့အဓိပ္ပာယ်တောင်းနေပါလေဒါဟာပြဿနာရှိတယ်ဆိုတဲ့နေထားကြနေပါလေဘိုးချုပ်ကြီးတွေမထည့်ပါနဲ့ကျုပ်တို့လိုလူတွေပဲထည့်ပါဆိုပြီး2008ခုနှစ်ကဘန်ကောက်ဒီဇင်းကိုပိတ်ဆို့ဆန္ဒပြတဲ့ရှော့ဝါပင်မခေါင်းဆောင်ကလည်းပြောပါလေ ရှဝအင်အားစုတွေပြင်ချင်းကားတဆင်ဘက်ကအင်အားစုလို့အများကထောက်ခံခဲ့တဲ့ရှင်းနေလှူရှာမှုခေါင်းဆောင်ဟောင်းတွေလည်းပါဝင်ပြီးငွှန်ပြောခဲ့ပါတယ်။လက်ရှိရှဝနဲ့ရှင်းနေတွေပေါင်းပြီးတော့ဆန္ဒပြနေတဲ့အနေအထားပါ။ဒါဟာဖိအားပေးမှုကြီးကြီးမားမားရှိလာတဲ့အခြေအနေကိုပြနေပါတယ်။ဆန္ဒပြသူတွေအနေနဲ့ဆန္ဒပြမှုတွေကိုအများဆုံးရုပ်သိမ်းမှုအတွက်တာဝန်ရှိသူတွေကတောင်းဆိုနေပါတယ်။ဒါအပြင်လက်ရှိမှာ ဖြစ်နေတဲ့နိုင်ငံရေးပဋိပက္ခမှာ ထိုင်းစစ်တပ်အနေနဲ့လည်းအာဏာမသိမ်းဖို့အတွက်ဆန္ဒတွေရှိနေတာဖြစ်ပါတယ်။ထိုင်းစစ်တပ်ကတော့လုံးဝအာဏာသိမ်းဖို့မရှိဘူးဆိုပြီးတော့တချုပ်လေးဦးလုံးကကတိပေးထားတာဖြစ်ပါတယ်။အတိုက်ခံတွေကတော့အင်အားလုံးရင်းနဲ့ဆန္ဒပြနေပေမဲ့လည်းလက်ရှိထိုင်းကာကွယ်ဝန်ကြီးဖန်တန်ကတော့ကာကွယ်ဦးစီးချုပ်တွေရဲ့ဆန္ဒကိုမဲမေးမြန်းခဲ့တယ်လို့ဆိုပါတယ်။ဆန္ဒသိမ်းခြင်းဟာအကျက်တဲကိုပိုဆိုးသွားစေမယ်လို့ဆိုပါတယ်။ဆန္ဒပြသူတွေအနေနဲ့အာဏာသိမ်းလှုံ့ဆော်မှုမလုပ်ဘဲ ဲခွဲခြင်းဤပြင်သာဆန္ဒခံယူဖြေရှင်းကြဖို့နှိုးဆော်နေတာပဲဖြစ်ပါလိမ့်စလလာတရနေ့မှာထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခွင်ရုံးဟာတိုက်ခိုက်လွတ်တော်အမများဆွဆွဲတဲ့ပြည်တွင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်190ပိုက်ခွဲ၄ပုံမှန်160ပိုက်ခွဲ၄နဲ့5တို့ကိုချိုးဖောက်ထားတဲ့ဆိုတဲ့တန်ကြားမှုအတွက်အစည်းအဝေးစတင်ခွင့်ယူမှာဖြစ်ရာကာကွယ်ရေးဝန်ကြီးဖန်ဆန်ကနိုင်ငံလက်နက်ကိုင်စစ်တပ်တချို့လေးဦးလုံးဟာအာဏာသိမ်းမှုစိတ်ထဲမှာမရှိဘဲနိုင်ငံအကျက်တဲကို ကူညီဖြည့်ရှင်းနိုင်မှုသာဦးထိပ်ထားကြတယ်လို့ပြောဆိုကြောင်းထုတ်ပြန်သွားတာဖြစ်ပါလိမ့်